အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကအောက်တိုဘာ25ရက်နေ့ညပါဗောနော် Fever 109 Music Band ကအဆိုတော်အဒီမူဟာ Ilya Band ကကွယ်လွန်သူအဆိုတော် Raymond အတွက်နောက်ဆုံးနှုတ်ဆက်ပွဲမှာ Raymond ရဲ့မငုံနဲ့တော့တခြင်းကိုဒီဆိုနေရင်ပါပဲ ဘီမွန်ရဲ့မငုံနဲ့တော့တခြင်းကိုသီဆိုနေရင်မှာပဲ heart attack ကြရပြီးတော့ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့စိတ်ကောင်းစရာတည်ရင်ဝင်လေးကြောင့် heart attack ဆိုတာပါလေ heart attack မဖြစ်အောင်ဘယ်လိုနေတိုင်းစားတော့အောင်လဲဘာရှောင်ရှားကာကွယ်ရမလဲဆိုတာကိုကျမကြီးဗဟုသုတမျှဝေပေးခြင်းပါတယ်တကယ်တော့ heart attack ရတယ်ဆိုတာနှလုံးကြွက်သားလေးတွေကိုသွေးနဲ့အောက်ဆီဂျင်ထောက်ပံ့ပေးနေတဲ့နှလုံးသွေးကြောမှာကြီးဒါမှမဟုတ်တခြားအဲဒီ coronary artery ရဲ့လက်တက်နှလုံးသွေးကြောတစ်ခုခုရဲ့နေရင်မှာနှိရှိလာများကန့်ကြီးစုပုံလာတဲ့အဆီတွေ cholesterol တွေဟာ black လို့ခေါ်တဲ့အစီဘက်အဖက်ဖက်လေးဖြစ်လာပြီးတော့ three season နဲ့လည်းညောင်းကျင်းသွားတယ်ပေါ့နော်တိုးဝေ့ပြီးတော့ season နေရတာဆိုတော့အဲ့ဒီအစီဘက်လေးတွေကိုပွတ်တိုက်တာများလာတယ်သူကျော်နေရနေရလဲအတိုးဝေ့ခံနေရတယ်ပေါ့ဗျာအဲ့မှာရင်အစီဘက်တွေကကွဲထွက်သွားပြီးရော အစီအဖက်တွေကတချို့တွေကကြည်ပြတ်သွားတယ်တချို့တွေကနောက်တနေရာကိုပြောင်းရွှေ့သွားပြီမဲ့သူကျော်နေရလေးကတော့ဒဏ်ရာရပြီးရောသွေးစာခဲလာပါတယ်တဲ့အဲ့ဒီသွေးခဲလေးတွေကပိုတိပိုနာပိုသေးခဲင်းနေပဲတဖြည်းဖြည်းနဲ့သွေးကြောပိတ်သွားတဲ့အထိဖြစ်သွားတဲ့အခါမှာ အဲ့ဒီသွေးကြောပိတ်နေတဲ့နေရာကနေနောက်ထပ်နှလုံးကြွက်သားတွေကဆဲရီစီကိုသွေးမလျှောက်တော့တဲ့အတွက်သွေးမရောက်တော့တဲ့အတွက်နှလုံးကြွက်သားကသွေးဆဲလေးတွေပေပြီးရောနှလုံးအပြည့်အဝအလုံးမလုံးနိုင်တော့တဲ့အခြေအနေမှာနှလုံးကအာနေသွားပြီးရောဟက်ဒက်ကျသွားပါတယ်နှလုံးတဖြည်းဖြည်းနဲ့လုံဆောင်မှုအာနေပြီးရောနှလုံးရက်သွားတဲ့အထိဖြစ်တာပေါ့နော်ကျွန်တော်တို့အဆိုတော်ဒီနိုလေးကလည်း2023ခုနှစ်ကမှနှလုံးသွေးကြောကျင်းလို့ဆိုပြီးရောစတန်နှချောင်းထည့်ထားတာဆိုတော့ပြောခဲ့တယ်လို့ပဲရုပ်တရက်နှလုံးသွေးကြောပိတ်ပြီးရောစင်ပေါ်မှာနေဟက်ဒက်ကျပြီးရောအသက်ဆုံးရှုံးလိုက်ရတာဖြစ်ပါတယ် ။များသောအားဖြင့် hashtag ကနှလုံးသွေးကြောရောဂါအခံရှိနေတဲ့သူတွေမှာဖြစ်တာများပါတယ်။ဒါပေမဲ့နှလုံးသွေးကြောကျင်းတယ်ဆိုတာကိုစစ်ဆေးကြည့်မှသိနိုင်တာဖြစ်တဲ့အတွက်တချို့ဆိုရင်ကျင်းလို့ကျင်းနေမှမသိပဲနဲ့နှိရှိလာများအဲ့လိုပေါ့သွေးကြောထဲမှာခဲပြီးရောစူးစီးနေတဲ့အဆီတွေကြောင့်ပဲနှလုံးသွေးကြောရုတ်တရက်ပိတ်ပြီးရောလဲ hashtag ရတာမျိုးဖြစ်တတ်ပါတယ်။နောက်ပြီးတော့နှလုံးသွေးကြောကျင်းယောဂါအကြောင်းကြီးပဲ hashtag ရတတ်တာမျိုးမဟုတ်ပါဘူး။နှလုံးသွေးကြောမကျင်းမိမဲ့လဲတခြား hashtag ရနိုင်တဲ့အဖြစ်များတဲ့အကြောင်းရင်းလေးတွေရှိပါတယ်။အဲ့ဒါလေးရတော့ နံပါတ်၁ကနှလုံးသွေးကြောရုတ်တရက်ကျုံသွားတာကြောင့်လည်းဟက်တက်ရတတ်ပါတယ်။ဆက်လက်တောက်တဲ့လူတွေအနေနဲ့လည်းအဖြစ်နဲ့တဲ့ဆိုပေမဲ့ဖြစ်တတ်ပါတယ်။စိတ်ဖိစီးမှုများလူတွေခံစားမှုပြင်းထန်တဲ့လူတွေနဲ့မူရစေဝါသုံးဆက်တဲ့လူတွေကလည်းအခက်မတင်လို့ရှိရင်တစ်ခါလေဆေးလွန်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားလို့ရှိရင်ရုတ်တရက်သွေးကြောကျုံပြီးရောဟက်တက်ရတတ်ပါတယ်။နောက်နံပါတ်၂ကတော့နှလုံးသွေးကြော ပေါက်ခြင်းပေါ့နော်။နှလုံးသွေးကြောပါလာတာသွေးကြောကျေတာဖြစ်နေတဲ့လူတွေကလည်းရုတ်တရက်နှလုံးသွေးကြော ပေါက်တဲ့အခါမှာ တွေ့ရပြက်နှံ့ပြီးရောလိုအပ်တဲ့နေရာကိုမရောက်တော့ဘဲနဲ့ဆဲတည်ပြီးရောနှလုံးရလုပ်ငန်းစဉ်ပျက်စီးသွားတာနှလုံးညံ့အားမနိုင်တော့တာဖြစ်ပြီးရော heart attack ရတတ်ပါတယ်။နံပါတ်3ကတော့စိတ်ကံစားမှုပြင်းထန်တဲ့သူတွေကလည်း heart attack ရတတ်ပါတယ်တဲ့။ဥပမာရင်ခွင်နာကြတာမျိုးပေါ့နော်။ချစ်ရတဲ့သူတရားရောက်ဆုံးရှုံးလဲရလို့ဖြစ်စီစီဝါရေးဆုံးရှုံးရလို့ဖြစ်စီသာသဖြင့်အဲ့လိုမျိုးနာကျင်ဖြစ်စီရမျိုးတွေကြောင့်လည်းဖြစ်တတ်တယ်လို့အကြီးအကျယ်ထိတ်လန့်ကြောင်းတာတခုနဲ့ကြုံတွေ့ရတဲ့ခါတွေမှာလည်း heart attack ရတတ်ပါတယ်တဲ့။နောက်ပြီးတော့ကိုယ်ခန္ဓာရဲ့ဒဏ်ရာအနာတရားတွေကြောင့် အပြင်းထန်နာကျင်ခံစားရတဲ့အခါမှာလည်းနာလွန်းလို့ပူလွန်းလို့ဆိုပြီးတော့ heart attack ရတဲ့ပါတယ်နော်ဒါဆိုရင် heart attack ဖြစ်ရင်ပြမယ့်လက္ခဏာလေးတွေအကြောင်းကိုသိထားဖို့ရောဘုရားအနေနဲ့ရော ပြောကြအောင်နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့နှလုံးကရင်ဘက်ရဲ့ဘေးဘက်တိတိမှာရှိနေတာမဟုတ်ပါဘူးရင်ဘက်ရဲ့အလဲဘေးဘက်ကိုနည်းနည်းပူရောက်တဲ့နေရာမှာဖြစ်တဲ့အတွက်နှလုံးမခုန်နိုင်တဲ့အခါအားပြော့နေတဲ့အခါမှာရင်ဘက်ကဆပြီးတော့အောင့်ပါတယ်ရှင်လေးနေတယ်လို့ဖိညစ်ထားတယ်လို့တခုခုဆွဲထားလို့လေးနေတယ်လို့မျိုးခံစားပြီးတော့ ိနစ်အနည်းငယ်အကြာမှာပြောင်းရင်ပြောက်သွားတတ်ပါတယ်ပြန်အောင်ရင်လည်းအောင်လာတတ်ပါတယ်ပြီးရင်အဲ့ဒီကနေဘယ်ဘက်လက်မောင်းရှင်ဘက်တပြင်လုံးဝနေပြီးတော့လေဘင်းနေမေးရိုးတွေအထိပါပြည့်နှံ့လာကျင်လာတတ်ပါတယ်အဲ့လိုနှလုံးဖောက်တဲ့လက္ခဏာတွေဖြစ်လာလို့ရှိရင်ချွေးစည်းတွေထွက်မယ်မူးမယ်အမ်းမယ်အားမရှိတော့တယ်လို့နှုံးကြလာတာမျိုးတွေဖြစ်လာတတ်ပါတယ်တယောက်နဲ့တယောက်ကျန်းမာရေးအခြေအနေမတူတာဖြစ်တဲ့အတွက်ယောဂလက္ခဏာနဲ့နာကျင်ခံစားမှုအတိုင်းအစတော့ကွာချင်းကွာနေမှာပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်အခုပြောခဲ့တဲ့ယောဂလက္ခဏာတွေပြရင်ယောဂလက္ခဏာတွေခံစားလာပြီဆိုရင် အချိန်မဆွဲဘဲနဲ့နီးစက်ရာဆေးရုံကိုအရေးပေါ်အကူအညီတောင်းပါအဆင်ပြေလို့ရှိရင်တော့ဆေးရုံကိုမိမိအစီအစဉ်နဲ့မြန်သွားရောက်ကူတာမယ့်အခြေအနေတစ်ခုဖြစ်ပါတယ်နော်ဒါဆိုရင်ဒီလိုကြောက်စရာ hashtag အတွက်ကြိုးတင်ကာဝယ်လို့ရအောင်ဘယ်လိုနေထိုင်ရမလဲဘာတွေရှောင်ရမလဲဘာတွေစားရမလဲဆိုတာလေးကိုတခါလေးမျှဝေပေးသွားအောင်မယ်နော် hashtag ဖြစ်စေနိုင်တဲ့အဓိကအန္တရာယ်ရှိတဲ့သွေးကြောကျဉ်းနာတို့အဝလွန်နာတို့သွေးတိုစီးကျိုးနဲ့ကိုလက်စထရောမများအောင်ထိန်းချုပ်ဖို့အတွက်နေထိုင်နည်းတွေကတော့နံပါတ်1 လိတ်လုံးဝဖျက်ပါမှုရစေဝါကိုရှောင်ကျင်ပါဆလိတ်တောက်ခြင်းနဲ့မှုရစေဝါသုံးဆွဲခြင်းကနှလုံးနဲ့နှလုံးသွေးကြောတွေကိုအကြီးမားဆုံးထိခိုက်စေနိုင်ပြီးတော့တခြားသွေးကြောမြင်လေးကိုလည်းပိတ်စေတတ်ပါတယ်နှလုံးသွေးကြောကျင်းတာနဲ့ရုတ်တရက်သွေးခဲတာတွေလည်းဖြစ်စေတတ်တာမို့လို့ဆလိတ်တောက်တဲ့ရင်လုံးဝဖျက်ပါမှုရစေဝါကိုရှောင်ကျင်ပါ နောက်နံပါတ်2ကတော့ပုံမှန်နေ့စဉ်ကိုလည်းလှုပ်ရှားမှုလုပ်ပါတနေ့ကိုနိုင်ဝက်လောက်လမ်းလျှောက်တာပြေးတာရေကူးတာမျိုးအသင့်အသင့်ပြင်အားရှိတဲ့လှုပ်ရှားမှုမျိုးလုပ်ပေးပါနှလုံးကိုတမ်းပါစေပြီးတော့ကိုယ်လေးချိန်ကိုလည်းထိန်းကြည့်ပေးပါရစေဒါပေမဲ့နှလုံးရောဂါရှိနေပြီလို့သိထားတဲ့သူတွေကတော့လေ့ကျင့်ခန်းတော့လုပ်လို့ရတယ်ဒါပေမဲ့ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေတော့လုပ်လို့မရပါဘူးနော်နောက်နံပါတ်3ကတော့စိတ်ဖိစီးမှုကိုထိန်းချုပ်ပါစိတ်ဖိစီးမှုများတာခံစားချက်ပြင်းပြတာနဲ့စိတ်ကြီးတာအမျက်ဒေါသထွက်တာတွေကနှလုံးခုန်တော့မြန်စေပြီးတော့သွေးပေါင်ချိန်ကိုတက်စေတာကြောင့် ဟက်တက်ဖြစ်နိုင်ကြီးကိုမြင့်တက်စေပါတယ်စိတ်ပြည်စည်မှုများနေပြီးစိတ်တိုနေပြီလို့ထင်တဲ့အချိန်တွေကြလို့ရှိရင်အာယုံပြောင်းပလိုက်တာလေ့ကျင့်ခန်းလုပ်တာတရားထိုင်တာအေးအေးဝေါ်ဝါအိတ်တာတွေနဲ့စိတ်ပြည်စည်မှုကိုလျှော့ချပေးပါနော်ဒါဆိုရင်ရှောင်ကျင်ရမယ်အစားအသောက်လေးတွေအကြောင်းဆက်ပြီးတော့ပြောကြအောင်နော်နံပါတ်၁ကအစီစုစီတဲ့ကိုလက်စထရောတက်စီတဲ့အစားအစာတွေဖြစ်တဲ့ဝတ်သားအမဲသားတွေလိုမျိုးအစီများတဲ့အနီရောင်အသားအစားအစာတွေကပြည့်ဝစီနဲ့ကိုလက်စထရောပါဝင်တော့များတဲ့အတွက်တတ်နိုင်နေမြရှောင်ကျင်ရပါမယ်နောက်နံပါတ်၂ကတော့စီကြောအစားအစာတွေဖြစ်ပါတယ် စီအများကြီးနဲ့ကြော်ထားတဲ့အစားအစာတွေနဲ့အထက်ထက်ကြော်တာနှစ်ပြန်ကြော်လို့အဲ့လိုမျိုးကြော်ထားတဲ့အစားအစာတွေကနှလုံးသွေးကြောကိုပိတ်စေတဲ့ trans fat တွေပါဝင်တဲ့အတွက်ရှောင်စားပါမယ်ရှော့စားပါမယ်နော်နောက်နံပါတ်3ကတော့ကြားတက်များတဲ့အစားအစာတွေကိုစားသုံးလို့ရှိရင်ကိုယ်လေးချိန်တက်တာတွေစီးကျိုဖြစ်တာတွေကတစ်ဆင့်နှလုံးရောဂါဖြစ်နိုင်ခြေကိုများစေတဲ့အတွက်အချို့ရေးအချို့စားအချို့ပွဲတွေကိုလည်းရှောင်ကျင်ဖို့ရှော့စားဖို့ပြောချင်ပါတယ်နံပါတ်4ကတော့ အချိုမုံနဲ့စားများတဲ့အစားအစာတွေဖြစ်ပါတယ်။အချိုအငံလွန်ခဲ့တဲ့အစားအစာတွေနဲ့ ready made အစားအစာတွေရဲ့အချိုမုံနဲ့အငံတက်များတဲ့ဟင်းတွေအချင်မောင်းတွေဆိုင်အတုပ်တွေဆိုင်မဟင်းကားအုံနှုတ်ခေါက်ဆွဲစားတာတွေပေါ့နော်။အဲ့ဒါတွေကစီဂျူယောဂါသွေးတွေယောဂါကိုပါဖြစ်စေပြီးရောနှလုံးကိုဝင်ပြီးစေတဲ့အတွက်အချိုမုံတွေစားရများတဲ့အစားအစာတွေကိုလုံးဝရှောင်ကြဉ်ရပါမယ်။ရှော့စားရပါမယ်နော်။နောက်နံပါတ်5ကတော့ကြာရှည်ကန်အစားအစာတွေကိုရှောင်ကြဉ်စားတော့ပါမယ်။ဝက်ဥကြောင်းတို့ ဝက်ပောင်ကြောက်တို့စီတဘူးတို့ငါးတက်သားတို့စတဲ့အစားအစာတွေဟာစားနဲ့အစီချက်တွေအပြင်ဓာတ်ပစ္စည်းတွေအများကြီးပါဝင်တာဖြစ်တဲ့အတွက်အဲ့လိုအစားအစာတွေကိုရှောင်ကျဉ်လျှော့စားပြီးတော့နှလုံးကျန်းမာရေးကိုကာကွယ်နိုင်ပါတယ်။ဒါဆိုရင်နောက်ဆုံးအနေနဲ့နှလုံးကျန်းမာရေးအတွက်တင့်တော်တဲ့အစားအစာလေးတွေကိုမျှဝေပေးရမယ်ဆိုလို့ရှိရင်နံပါတ်၁ကတော့ Omega 3နဲ့ကွင်ဆိုင်းကျူတန်းပါဝင်တဲ့ငတလောက်တို့ငချင်းတို့ဆာမွန်တို့ထူနာတို့ကင်းမွန်တို့လိုမျိုးငါးကြီးသားတွေနဲ့ငါးမျိုးမျိုးကိုစားပေးရပါမယ်။နောက်နံပါတ်၂ကတော့ ဘာဒန်စီတို့တကြားသီးတို့တဖန်းစီတို့ပဲနီလေးတို့ပဲမျိုးမျိုးတို့စတဲ့အစီအစံတွေနဲ့ပဲမျိုးမျိုးတွေဟာအမြင်တတ်တဲ့ကျမကြီးအတွက်ကောင်းတဲ့အစီအစံပါဝင်တာဖြစ်တာကြောင့်နှလုံးကျမကြီးအတွက်အဲ့လိုအစီအစံမျိုးစားတွေနဲ့ပဲအမျိုးမျိုးကိုစားပေးရပါမယ်။နောက်နံပါတ်3ကတော့စီပေါ့နော်။ဟင်းနေချက်ပြုတ်တဲ့အခါမှာနှမ်းစီတန်လင်းစီနေကြစီ အစ်စ်တွေလိုမျိုးကျမကြီးနဲ့ညွညွတ်တဲ့စီမျိုးစားကိုအသုံးပြုရပါမယ်။စီကောင်းတယ်စီစစ်တယ်ဆိုပေမဲ့ကြော်စားတာတော့တန်တန်လေးများရှောင်ရမယ်ရှော့ရမယ်နော်။နောက်နံပါတ်4ကတော့ နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေဖြစ်ပါတယ်။အစီထုတ်ထားတဲ့ဒါမှမဟုတ်လို့ရှိရင်အစီနဲတဲ့နွားနို့တို့ဒိန်ကျင်းတို့ဒိန်ခဲတို့ကလည်းနှလုံးကျန်းမာရေးအတွက်စားပေးရမယ့်အစားအစာလေးတွေဖြစ်ပါတယ်။နောက်ဆုံးနံပါတ်9အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ထုတ်လန်တိုင်းပဲအသီးရွက်နဲ့အသီးနံတွေဖြစ်ပါတယ်အထူးသဖြင့်အယောင်ရှိတဲ့အသီးရွက်တွေပေါ့နော်အစိမ်းအောင်ရှိတဲ့အရွက်တွေအနီအောင်ရှိတဲ့အသီးတွေစသဖြင့်ပေါ့ရောင်းဆုံးဖြစ်နေတဲ့အသီးတွေမှာနှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ fiber ဓာတ်နဲ့အမြင့်ဓာတ်ပေါ့နော်အဲ့ဒါနဲ့ antioxidant လို့ခေါ်တဲ့ဓာတုဆန့်ကျင်ပစ္စည်းတွေအများပြားပါဝင်တာဖြစ်တဲ့အတွက် နှလုံးကျန်းမာရေးအတွက်မကြာခဏစားပေးကြပါလို့မှာရင်းနေပဲနှုတ်ဆက်ပါရနော်အားလုံးပဲကျန်းမာခြင်းဒုက္ခနဲ့ပြည့်စုံနေကြပါသည်ခင်ဗျာမြေကြီးအဆိုတော်အဒီနိုကိုလည်းကောင်းရပုံမွားမှာငင်းငယ်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်